ဒီကနေ့မလတ်တွင်လှုပ်ခတ်ခဲ့တဲ့ငင်းချောင်းပျက်စီးသွားခဲ့တဲ့လွတ်တော်စောင့်တွေကိုစစ်ရန်ရာကြီးတွေပါဝင်လွတ်သမားထောင်ထဲချီသုံးပြီးစစ်ကော်မရှင်ကပြင်ဆင်နေတယ်လို့လွတ်တော်ဝန်ထမ်းတွေနဲ့လွတ်သမားတွေထံကနေစုံစမ်းသိရပါတယ်လွတ်တော်ဝန်ထမ်းမှာမြေတူးဆက်တွေကရိန်းဆက်ရန်ရာကြီးတွေနဲ့ပြင်ဆင်နေကြပြီးကုန်တင်ကားကြီးတွေနဲ့လည်းစောက်လုပ်ရေးပစ္စည်းတွေသေဆောင်နေတာကိုမြန်မာနောင်းကရရှိထားတဲ့ရုပ်သံဖိုင်မှာတွေ့ရပါတယ် လွတ်တော်ဂိတ်ဘဝမှာလည်းဒုသမယာနေချီပြီးအလုံဝင်လုတ်ဖို့ဆောင်းဆိုင်နေကြတာကိုအဲ့ဒီရုပ်တံခိုင်မှာတွေ့ရပါတယ်တော်တော်လေးကိုအင်တိုင်းအားတိုင်းပြင်းနေတာငွေကလည်းမကြဘူးတန်းထုတ်ပေးတာသူတို့တအားရေးကြီးနေတာမို့ထင်တယ်လို့လွတ်တော်ဝင်းနဲ့တို့ဝင်ထွက်ရှိတဲ့ဒေသခံမြို့သားတူကပြောပါတယ်ငင်းချောင်းပြစီခဲ့တဲ့နေပြည်တော်ရှိအဆောက်အုံများထဲမှာစီယုံကျုံနဲ့လွတ်တော်အဆောက်အုံ ပြင်ဆင်ပြဆောက်ရေးကို စစ်အင်ဂျင်နီယာတက် GE လက်အောက်ရှိအထူးဆောက်လုပ်ရေးတပ်တွေကတာဝန်ယူထားတယ်လို့အင်ဂျင်နီယာတန်ဝိုင်းထံကနေစုံစမ်းသိရပါတယ်။လွတ်တော်အဆောက်အုံကိုတော့ရခိုင်အားကစားဝန်ကြီးနဲ့ဟိုတယ်နဲ့ခီးတွာလာရေးဝန်ကြီးပိုင်ဆိုင်နဲ့ ECE ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးတင်စန်းကဆောက်လုပ်ခဲ့ပါတယ်။အခုလွတ်တော်အဆောက်အုံပြင်ဆင်မှုမှာလည်း ECE ကုမ္ပဏီပါဝင်ပေမဲ့တခြားကုမ္ပဏီတွေပါမပါကိုတော့အသေးစိတ်မသိရပါဘူး။ လွတ်တော်အဆောက်အုံပြကြပစ္စည်းပြီးတဲ့နောက်နေပြည်တော်ဆောက်လုပ်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ကုမ္ပဏီတွေကိုနေပြည်တော်စီမံတရားရေးကော်မတီတို့ဆက်သွယ်ကြဖို့အဆောက်အုံပြန်လည်သုံးပြုရေးနဲ့အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားပါတယ်။လွတ်တော်အဆောက်အုံပြင်ဆင်မှုတွေလူ့သမားတွေကိုမြို့နယ်လိုက်ကြေးရွာတွေကနေလုံခြုံခေါ်ယူသုံးပြုပြီးလုံခြုံရေးကိုလည်းအထူးတင်းကျပ်ထားတယ်လို့သိရပါတယ်။ မပုံတင်တွေနဲ့နမယ်စင်းစာရွက်တွေကိုလွတ်တော်ဂိတ်ပဝမှာထားခဲ့ရပြီးလက်ကင်ဖုံးတွေကိုလည်းလွတ်တော်ဝင်းနေသူယူဆောင်ခွင့်မပြုဘူးလို့လွတ်တော်ဝင်းနေမှာလုတ်သမားဖြစ်လှုပ်လှုပ်ဖူးသူဒေသခံမြို့သားတူကဆိုပါတယ်လွတ်တော်ဝင်းနေမှာလုတ်သမားထောင်ထဲချီအင်အားနဲ့ပြုပြင်မှုတွေပြုလုပ်နေပြီးလွတ်တော်ဆောက်များပြုပြင်ထင်းသိမ်းဌာနဝန်ထမ်းတွေကတော့အလုံးမရှိကြဘူးလို့လည်းအဲ့ဒီဌာနမှာဝန်ထမ်းမြို့သားတူကထပ်မံအတည်ပြုပြောဆိုပါတယ် နေပြည်တော်ရှိဝန်ကြီးဌာနပြည့်စည်တွင်နဲ့လွတ်တော်ပြည့်စည်တွေကိုငရင်လောက်ခဲ့ပြီး9လကျော်ကြာမြင့်ချိန်ထိစစ်ကော်မရှင်ကအသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူးရွေးကောက်ပွဲကျင်းပ BC ချိန်လွတ်တော်ခေါ်ယူရမယ့်ဖေဖော်ဝါရီလ1ရက်နေ့ထိလွတ်တော်အဆောက်အုံပြင်ဆင်လို့မပြီးသေးပါကတခိနာသီရိမျိုးနယ်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်မန်းရှင်းဘူဌာန MICC1 ကိုလွတ်တော်ယာယီအဆောက်အုံဖြစ်အသုံးပြုဖို့ပြင်ဆင်ထားတယ်လို့လည်း လွတ်တော်ဝန်ထမ်းတချို့ထံကနေစုံစမ်းသိရပါတယ်စစ်ကော်မရှင်ဟာဝန်ကြီးဌာနတွေနဲ့လွတ်တော်စောင့်တွေကိုဥစားပေးပြင်ဆင်နေပြီးလမ်းတွေပြင်ဆင်ရေးအတွက်ကိုတော့ဗဏ္ဍာငွေလုံလောက်ချထားမပေးဘူးလို့လည်းစုံစမ်းသိရပါတယ်လူကြီးတွေသွားမဲ့လမ်းကိုပဲဥစားပေးပြင်ခိုင်းတာဒါတောင်ဘတ်ဂျက်ကိုချက်ချင်းမချသေးဘူးစိုက်လုံထားရတာရင်ငါဆိုလမ်းတွေပြက်ရင်ပတ်စံတုတ်ကားပေါ်တင်ပြီးတန်းပြင်ခိုင်းတာအခုဘတ်ဂျက်မရှိတော့ ငရင်ထိထားတဲ့တချို့လမ်းတွေဆိုမပြင်ရသေးဘူးလို့လုတ်တဲ့၁၀နှစ်ကျော်ရှိတဲ့နေပြည်တော်မှနေတဲ့အင်ဂျင်နီယာတဦးကပြောပါတယ်လွတ်တော်ကိုတွားရောက်နိုင်တဲ့အမှတ်တကဲဝင်ကျိုးတရာနဲ့မဟုတ်ဘူးပြည်တော်စုလွတ်တော်မျိုးသားလွတ်တော်တို့ကို အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြီးခဲ့တဲ့မေလ25ရက်နေ့မှာတွားရောက်ကြီးစုခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်အဲ့ဒီထုတ်ပြန်ချက်အရအဆိုပါအဆက်အဦးတွေရဲ့ခမ်းမဆောင်တွေမျက်နှာချက်တွေပြိုကျပြီ ုံနေရန်တွေလည်းဆူဆူဝါဝါပြိုပြက်နေတာကိုတွေ့မြင်ရပါတယ်ခင်ဗျာ။